အာဒီနေ့ဒီဘာသာရေးဆိုတဲ့ခေါင်းစဉ်အောက်ကမဟုတ်ပဲဒီအသိပညာတွေနည်းနည်း sharing လုပ်ရှင်ပါတယ်။အဲအထူးသဖြင့်ဒီကိုယ့်နိုင်ငံကလူတွေအတွက်ရေရတာမို့ဒီဗမာလိုပဲပြောပါမယ်။ဒီအဲကျွန်တော်တို့တွေဒီဘာသာရေးဘာသာရေးလို့ပြောနေကြတယ်ဘာသာဆိုတာဘာကိုဆိုလိုတာလဲ။တကယ်တော့ဘာသာဆိုတဲ့ဝဟာရကဒီပါဠိစကားကနေဆင်းသက်လာတာဖြစ်ပါတယ်။ဘာသာဆိုတာကိုမြန်မာလိုတရိပ်ပြင်မယ်ဆိုလို့ချင်းစကားလိုအတိတ်ပြရတယ်။ အဲမြန်မာဝဟရတွေထဲမှာလည်းဒီအာပါဠိစကားကနေဆင်းသက်လာတဲ့ဒီဝဟရတွေအများကြီးရှိပါတယ်ဥပမာအဓိကမုံလာစသဖြင့်ပို့လဲမုံလာဆိုတာဒီအခြေခံလို့အတိတ်ပြရတယ်ပထမဒုတိယတတိယစသဖြင့်ပို့ဒီဒီဝဟရတွေအလုံးဟာဒီပါဠိစကားပါဠိဘာသာကနေဆင်းသက်လာတာဖြစ်ပါတယ်ဥပမာသာမင်ညာသင်္ဒရာ အာတန်နေထင်ရှားတယ်အဲဘာသာစားတဲ့ဒီမြန်မာစကားအသုံးနှုန်းဝဟာရတွေဟာဒီပါဠိဘာသာပါဠိစကားကနေဆင်းသက်လာတာဖြစ်ပါတယ်ဆိုတော့ဘာသာ ဆိုတာစကားလို့အတိပြရတယ်အဲဆိုတော့ဒီဗုဒ္ဓဘာသာဆိုတာဗုဒ္ဓရဲ့စကားလို့အတိပြရပါတယ်ဗုဒ္ဓကိုအင်္ဂလိပ်လိုပြန်လို့ရှိရင်ဒီ awaken one လို့ပြန်တယ်တနည်းပြောရရင်ဒီဆရာမကူတယံဘူးညံဖြင့် ဉာဏ်ဖြင့်ဒီတစ္ဆာလေးပါးကိုကိုတော်တိုင်ထိုးထွင်းသိမြင်လာတဲ့သံပညုနာရှင်တို့ပိုင်ရှင်ဗုဒ္ဓပေါ့အဲ့ဒီဗုဒ္ဓရဲ့စကားဗုဒ္ဓရဲ့အဆုံးအမကို လိမ့်နာကျင့်သုံးသူကိုဗုဒ္ဓဘာသာဝင်လို့ခေါ်တယ်ဆိုတော့ဒီဗုဒ္ဓဘာသာနဲ့ဗုဒ္ဓဘာသာဝင် မတူဘူးဆိုတာကိုဒီပြောရှင်းတာပါကျွန်တော်ကြားဟုတ်တယ်မဲတဲ့သူကခင်ဗျဘာဘာသာလဲတဲ့အဲဖြည့်တဲ့သူကလည်းကျွန်တော်ဗုဒ္ဓဘာသာပါတဲ့ ဆိုတော့အဲ့ဒီကလေးကနှစ်ယောက်လုံးလွဲနေပါပြီ English လို့ English လို့ပြောမယ်ဆိုရင်လည်းဒီဥပမာ Buddhist B U D D H I S T Buddhist Buddhist ဆိုတာဆိုတာကဗုဒ္ဓဘာသာဝင် B U D D H I S M Buddhism Buddhism ဆိုတာကဗုဒ္ဓဘာသာဆိုတော့ Buddhist ဆိုတာကဗုဒ္ဓဘာသာဝင်ဒီ Buddhism ဆိုတာကဒီဗုဒ္ဓဘာသာ တနည်းပြောရရင်ဗုဒ္ဓရဲ့အဆုံးအမစကားပေါ့နော်အဲဆိုတော့ဒီ creation ဆိုတာ creation မှာလဲ creation ဆိုတာက creation ဘာသာဝင် christianity ဆိုတာကဒီအဲ creation ဘာသာပေါ့မတူဘူးလေအလားတူပဲ hindu hinduism muslim iceland ပြန်မှာ jew judaism စသဖြင့်ပေါ့ အဲ့လိုဒီဒီဘာသာနဲ့ဘာသာကိုလိမ့်နာကျင့်သုံးဒီဘာသာရဲ့စကားအဲအဆုံးအမတွေကိုလိမ့်နာကျင့်သုံးသူပေါ့လေမတူဘူးဆိုတာကိုအကွက်ကွက်ပြပြသိအောင်ကျွန်တော်နည်းနည်းဥပမာနဲ့ပြောပြတာပါအာအဲတနည်းပြောရလို့ရှိရင်ဒီစကားဆိုတာလေဒီအဲ့ဒီလိုပါပဲဥပမာဒီဘာမဆိုတာဒီဗမာနိုင်ငံ B U R M A ဘာမဆိုတာကဗမာနိုင်ငံဘာမစ်ဆိုတာကဒီဗမာနိုင်ငံသူနိုင်ငံသားတွေပြောတဲ့စကားပေါ့ဟိုမှာ England English တနေ့ပြရရင်ဒီ England နိုင်ငံမှာနေထိုင်ကြတဲ့လူမျိုးလို့လည်းအသိပြရပါတယ်နော်အဲ့ဒီလူမျိုးတွေရပြောတဲ့စကားကို English လို့ခေါ်တယ်ဆိုတော့ England English ဘာမဘာမစ်ဆိုတော့ဒီအကုန်လုံးပေါ့ဒီ China Chinese Japan Japanese Thailand, Thai, the American, America. American ဆိုတာကဒီဒီ American နိုင်ငံသားတွေကိုလေ American နိုင်ငံလို့ခေါ်တယ်။ No more American English ပေါ့လေ။ဒီဒီနိုင်ငံသားတွေပြောတဲ့စကားကို American လို့ခေါ်တယ်။ဆိုတော့ America နဲ့ American မတူဘူးပေါ့နော်။ဥပမာ American, Arakanese စသဖြင့်ပေါ့။ ဆိုတော့ဒီဗုဒ္ဓဘာသာဝင် ဆိုတာကဗုဒ္ဓရဲ့စကားဗုဒ္ဓရဲ့အဆုံးအမတွေကို လိမ့်နာကျင့်သုံးသူလို့အတိတ်ပြရပါတယ်ဆိုတော့ဒီကိုကိုကငါဗုဒ္ဓဘာသာဝင်တယောက်လားဆိုတာကိုဒီကိုကိုပြန်မေးကြည့်ပါ ပြန်မေးကြည့်ရင်ဒီအဖြစ်ထွက်ပါလိမ့်မယ်ဒါမှမဟုတ်ဒီအမြင်ခံဗုဒ္ဓဘာသာဝင်လားဒါမှမဟုတ်မင်းရောဖလားဗုဒ္ဓဘာသာဝင်လားဒါမှမဟုတ် blind fit လို့ခေါ်တဲ့ဒီ သဒ္ဓါတသက်နဲ့ကိုယ်ကိုယုံကြည်သူလားဒါမှမဟုတ်ဒီပညာနဲ့သဒ္ဓါအဲတွဲပြီးမှနေပြီးတော့ကိုယ်ကိုယ်တဲ့ဗုဒ္ဓဘာသာဝင်တယောက်လားဆိုတာကိုကိုယ့်ဟာကိုမေ့ချင်းပို့ပြီးတော့ရှင်းပါလိမ့်မယ်